အနန္တ၅ပါးကိုအကျဉ်းဆိုပါဦးကဲဒီတော့ကောင်းပြီတရားနာပြိဿအနန္တ၅ပါးလရှိခိုးပြီဒီကနေ့နောက်ပိုင်းဟောမယ်လို့ကြေညာထားတဲ့ဇတ်ထုတ်ကခွန်ကြီးတို့ပါတဲ့ မုံလို့ဟုတ်ဘူးဘယ်တော့ကြီးမုံလို့မဟုတ်ရင်ဘာဖြစ်လို့ပါလဲဟဲ့ဘသူကပြောထားပါလေသဘောပေါက်နော်မုံလို့မဟုတ်ဘူးဆိုတဲ့ဇက်လန်းကိုခေါင်းကြီးစပြီးတော့ဟောပါဒီဇာလန်ကတရားနာပြိဿဒီမှာမဟုတ်ပါဘူးတီဟိုမှာပါပြိဿကြီးဘယ်မှာတော့ ဟိုမှာဟိတိဟိုဇလန်းဖြစ်ပါတယ်။ကဲတည်တယ်ကြဆို။တိုက်ပြီးအုတ်ချုပ်တဲ့ဘယင်ကကာကဝဏတိတ်တဘယင်ကြီး။တိတ်တမင်းကြီးလို့ဒီလောက်ကမှတ်ခဲ့ပါတော့အတူကောင်း။အဲ့ဒီတိတ်တမင်းကြီးအုပ်ချုပ်တဲ့တိုင်းပြည်တွင်းမှာမဟာကာမဆိုတဲ့ယွာကြီးမှာခင်းခုတ်စားရတဲ့လူတယောက်ကမောင်တိတ်တာတဲ့ ပေးသားကြီးထိခုတ်ဆန်းရတဲ့လူတယောက်ဘယ်သူပါလိမ့်မယားလေးကစိတ်တသူမယားလေးကဘယ်သူလဲသူတို့မွေးဖွားထားတဲ့သမီးလေးကသူခါတဲ့ဘယ်သူလဲတော့ဟဲ့ဘယ်နှယောက်ရှိသွားတော့လေးယောက်ဟောကြရှင်မင်းပြစ်ထားဘယ်နဲ့ဟာလဲရှင်မင်းနဲ့အရေးကြီးတာဘာရှိလေး ောက်ကမှတ်စမ်းပါဘယင်တိတ်သလင်တိတ်သမယာစိတ်တသမိတုခဒီတော့တရားနာပြိဿရေမောင်တိတ်သတို့အလုတ်ကဘာလို့ရတို့တို့ထင်းခုတ်စားရပြိဿကြီးဘာလို့ရပါလိမ့်ထင်းခုတ်စားရယ်ဆိုတာဆင်းရဲလို့လားချမ်းသာလို့ဆင်းရဲလို့ဘောချမ်းသာရယ်ဆိုရင်ဟောဒီပြည်မြို့ကတရားတော်မတွေလို့တိုက်နဲ့ကားနဲ့ရေဒီယိုနဲ့နေကြပြီမဲ့ ်အခုဆင်းရဲတော့ချင်းခုစားရဆင်းရဲလို့မွေးကြပြီမယ်လို့မောင်တိတ်သားတို့ဇနီးမောင်နှာစိတ်ဆင်းရဲပြီမယ်လူမဆင်းရဲဘူးပြည့်စည်ဆင်းရဲပြီမယ်စိတ်မဆင်းရဲဘူးဘာလို့လဲစိတ်မဆင်းရဲတာတော့လင်းပီသားမရပီသားကြတယ်ယောက်ျားတွေကိုလင်းလို့ခေါ်တယ်မိန်းမတွေကိုမရလို့ခေါ်တယ်အိမ်အောင်ရှင်တယ် ါတွေတိတ်ခွေတွေကြားဘူးထားတော့နားလည်ပြီးသားဖြစ်ပါလိမ့်မယ်ထပ်ပြောရင်စကားကြောသာရှိရော့လင်းနေမယားလင်းပြီးသားမယားပြီးသားတော့မောင်တိတ်သားနဲ့မယ်စိတ်တသမီးလေးရောအိမ်တော်ကြီးစိတ်ချမ်းသာပြီးတော့ตายရကြသည်ဒီကနေ့တော့တရားနာပြီးသားမောင်တိတ်သားဓမ္မတို့လေးခါထုတ်ပြီးတော့ထင်းကုတ်ထွက်ထင်းကုတ်ထွက်လိုက်တာ ကြည်တရားနာပြီးသားလူအုပ်ကြီးတွေ့ဟာဟာ မလီနေပါပဲလားလူတွေအေးဒီလူတွေပါလောက်ကြတာပါလိမ့်မလဲလို့ခြေပြားလေးထောက်ထောက်ကြည့်ဘုကသံဃာရဏဆုံလောင်းမွေးကြီးစရင်ပွေးနေကြမောင်တိတ်ကခြေပြားလေးထောက်ကြည့်လူတော်တဲ့မဝင်ရဲဆင်းရတာကိုနောက်တရားနာပြေးကလူအုပ်ကြီးဆဲလို့ဘုရားလူကြီးနာကတ်သွားတော့မြို့ပါကြီးဘာလောက်ကြတာလဲခင်ဗျအာပါကွာဖယားမှုရှိတဲ့သံဃာတော်တွေသံဃာရဏဆုံလောင်းနေတာဟာမင်းတားတွေမသိဘူးလားကွာ ဟုတ်ကဲ့ခင်ဗျာအပြစ်တင်လည်းခံရုံပဲဝါဒနာမပါလို့မဟုတ်ဘူးတနေ့စာလေးတနေ့မနေ့ထင်းခုစားနေရလို့ကျုပ်ဖျင်းလုံးလို့ပါခင်ဗျာဟေးဆင်းရဲလို့ရှိရင်မင်းဆင်းရဲတာဘာဖြစ်လို့ဆိုတာသိအော်ကျွန်တော်တော့မွဲလို့မချမ်းသာလို့ဆင်းရဲတာသိတာပဲခင်ဗျာအဘကွာဟေးဟေးဟေးဒီမှာတန်ခါရဏဆွန်လောင်းမွဲကြီးတချို့90တရားအစိတ်30 1500ယူကြဟေးတန်ခါတောင်းဝန်ယူပါလားကွာ ဟာကျွန်တော်မလှူနိုင်မသိလို့လောင်လာလားခင်ဗျဟာမင်တနာလို့ပြောတာကွာဟုတ်ကဲ့ခင်ဗျာနေပေါင်းကျွန်တော်စဉ်းစားဦးမယ်ခင်ဗျဟဲ့တိတ်ကမင်းအတွက်တန်ဃာတော်ဘာသဘိတ်တလုံးမယားလေးစိတ်တအတွက်တန်ဃာတော်ဘာသဘိတ်တလုံးသမီးလေးအတွက်တန်ဃာတော်ဘာသဘိတ်တလုံးသုံးလုံးတာဝန်ယူမှဖြစ်မယ်ကောင်းပါပြီခင်ဗျာကျွန်တော်တန်ဃာသုံးပါးနဲ့သဘိတ်သုံးလုံးတာဝန်ယူတယ်ခင်ဗျာအေးအေးငါစီးမထားလိုက်မယ်မင်းဟိုနေ့လာပင့်ကွာ အာရဝန္တာနဲ့တပိတ်သုံးလုံးတာဝန်ယူစရင်ပြေးပြီးတော့ပြန်လာခဲ့။ပင်ရောက်တော့မရလေးအပါလေတရားနာပြိဿကျန်းစင်မတင်မလွဲလေးထိုင်လက်နှစ်ဖက်ရှေ့ထောင်သူ့မျက်နှာကပြုံးကြီးကြီးဓမ္မရေစိတ်ကဟောကုတိတ်တာတော့ကြည်ရတာတော့သူ့မျက်နှာကြီးကမှုရလာတဲ့မျက်နှာကြားဘာလဲဝန်တာစရာကျုံလာလို့တော့ ။အော်မင်းကလည်းမှုရစားပြေခဏလေးနဲ့ကုန်သွားမှာတက်တက်လုံးဝန်းသားစရာကိစ္စကြီးကွ။တို့အရာတန်ခါရန်ကဆောင်းလောင်းဘွဲကြီးဖြစ်တယ်။အဲ့ဒါလေ။အိုးသူများတွေတာဝန်ယူလိုက်ကြတာကွ။မောင်ကြီးဖြစ်သားတို့ခေါ်မိတယ်မင်းသားတို့မခေါ်ခြင်းဘူးလားဝါမသားဘူးလားနဲ့မေးတော့ဟိုကတရားနာပြည်သားမျက်လုံးကလေးဒေါန့်ကပ်ပြီးမကျေနပ်တဲ့ပုံစံလေးနဲ့ကိုတိတ်ကအမတော်ဝါမသားပဲနေပါမလား ကျွတ်တို့သံမီသဖာ၃ယောက်ဆင်းရဲပေမဲ့လို့တန်ငါ၃ပါးနဲ့သပိတ်၃လုံးတော့လူနိုင်ပါတယ်။တန်ငါ၃ပါးလုံးမှတာဝန်မယူခဲ့ဘူး။တော့နဲ့တော့အားလဲအပါရဲ့နားလဲနားပါရဲ့တော်လို့လူအလူနာကြီးလင်လို့ရကျွတ်တို့ဒီဘဝကုသိုလ်ဒုက္ခကမြုပ်ရတော့မယ်ဟုတ်ပါဘူးတော်။ညနေကလေးတောင်းကပ်ပြီးမကြင်တတ်တဲ့ပုံစံဟဲ့ နောက်တကားရင်မှတ်သွားပေါ့။နောက်ရက်ကုမိမဒေါင်ကရင်မကျေနပ်ဘူးသာအောင်မေတော့။မျက်နဲ့မျက်နဲ့ထဲပြောင်းသွားသေးတာတောင်တွင်းမြောက်တွင်းတွင်းမှာစိုးလို့ကြည့်တရားနာပြိဿရေလင်းငါလည်းပဲတရားနာပြိဿစေရနာပါမပါသိခြင်းလို့မေ့ကြည့်တာကိုစေရနာပေါ်မှာထုတ်ပြော။ရောက်ရောက်ချင်းငါတော့သဘေသုံးလုံးတာဝန်ယူခဲ့ဖေးသူကိုယ်ကစားကြမရှိပဲတော့သဘေနဲ့လို့စေရနာပေါ်လာတော့မှထုတ်ပြော။ ။အမလီမင်းလှူခြင်းနဲ့တန်ခါသုံးပါ။တဝိသုံးလုံးကိုလှူရပါစေမကွယ်နှမရဲ့လို့ပြောပြီပြုတ်ဒီချိန်ကြတော့။မောင်ကြီးတောင်းဝန်ယူခဲ့သကွယ်။ဟုတ်ကဲ့တော့ကျုပ်လည်းအိမ်ကကျူးစားရမှာပေါ့။လှူရမှာပေါ့နဲ့။တာမီသာဖာသုံးယောက်တရားနာပြိဿညကြတော့တိုင်မြင်ညာ။တိုင်မြင်ပြီးတော့ဒီတန်ခါတို့ဒီဆွန်းလုံးရမယ်နေ့ကိုပဲ။ အမြဲတစေအာယုံကထားပြီးတော့တရားတရားတွေပွားလို့ဟဲ့သမီးမနေ့ဖြင်ကသံဃာကုန်းကကြွလာတော့မယ်သမီးဖွေတို့မှာစမ်းနေကြဇလုံကအပေါက်ကလေးတွေနဲ့မို့တိုက်ပကံများသုံးရရှောင်းငါဆိုတာငါပြီးပါလားငါပြီးပါပြီဖေရဲ့အေးအေးအင်းကဇုံကလေးတွေကကြီးတွေပေးလို့အဲ့ဒါပြားကလေးနဲ့ပုတ်တိုက်ထားဆိုတာကိုပြီးပြီလေဖေရဲ့အကုန်လုံးဆေးကြောပြီးသဘဲပေါ်ပေါက်ထားတယ်အဖေတို့ သူများလိုဂရိပါကော်စော်တွေမခင်းနိုင်လို့သမီးရဲ့တမီတဖာ၃လောက်ချုံနဲ့စောင်းပိုင်းကလေးဖုတ်လျှော်ထားဆိုတာကိုတန်ဃာတော်ကြီးကြွလာရင်ခင်းဖို့လေ။အော်ဖေကလည်းအဲ့ဒါဖုတ်လျှော်ပြီးတော့ခေါင်းပေါ်ခေါက်တင်ထားတယ်လေ။ဒီလိုနဲ့သမီးကလေးပြုံလိုက်တော့ကြောင့်မရလေးပဲလှဲ့လိုက်။ဟဲ့နှမအလုံးကိုချက်စရာပြုစရာကိစ္စအဝဝစီစဉ်မိဗလာကွဲ့နဲ့ဆိုတော့အလုံးကိုအစင်းနဲ့ဖြစ်ပါပြီကိုတိတ်တာ။တမီတဖာ၃လောက်စလုံးတိုင်မြင်လိုက်ကြတာတန်ညာလုံးအိတ်မပြောပြောရလားပြိဿ။ အိမ်မပြောဘဲနဲ့တွတ်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 နဲ့တိုင်ပင်လိုက်ကြတာတရားနာပြိဿရေကဲအာယုံချင်းလင်းရောဆိုကြပါစို့မောင်တိတ်သဘုန်းကြီးတော်ဖြင့်မလာပါဗျာဆောနေကမောင်တိတ်သအိမ်မစရေတော်မဲကြသောသံဃာတော်ရှင်များဆုံးမကြွတော်မူပါဗျာဆိုတော့နောက်ကတပိတ်ကလေးတွေပိုက်ပြီးသံဃာသုံးပါးမောင်တိတ်သနောက်လိုက်လာကြ မောင်တိတ်တာတို့အိမ်ထဲဝင်လိုက်ကြတဲ့ကတန်ခါသုံးပါမျက်နှာမကောင်းဟုတ်ပေကွာမွဲပြီဆိုတဲ့အိမ်မှာရွေးကြကိုတော်ဒီစိတ်မကောင်းဒီထဲတရားနာပြိတာကိုတော်ခန့်ငယ်ငယ်ကိုတော်ကြီးစခနဲ့ကိုတော်ကြီးညာစိတ်ပြီးမစိတ်ဘူးထင်နေအောင်ပါမင်းကလူဘဝလို့မင်းကတော့စိတ် မင်းမစိတ်တဲ့လူချင်းအတူတူကြငါလားဟန်ကြီးပါကြီးလို့ဟုတ်တယ်တချို့ကလည်းအတူတူချင်းအတော်လူလည်းလောက်တာအားနဲ့ကိုတော်ဒီပြေတောက်ပြေတောက်ပြောရင်းနဲ့တရားနာပိသအိမ်ထဲဝင်ကြအပေါ်မော့ကြည့်တော့လဲတရားနာပိသအမိုးကကြီးမြင်လာမြင်ကြံကလေးကကြက်တီကြက်တောက်တပားနဲ့တပားပြောကြကိုတော်ကြည့်ရှောင်းနော်ကျမ်းမောက်ကျုံလို့ဆေးရုံတက်နေရမှန်ပြောတာဘောဟိုတုန်းကဆေးရုံရှိလားမသိပါဘူးဒါနဲ့ပန်ကသုံးမထိုင်ရ တန်ခါသုံးပါးထိုင်တော့ဖုံးပေးတော်မူကြပါဘုရားနဲ့ဆောင်းကတ်ကပ်ပင်မယ်လို့လေတရားနာပိဿာကုတော်သုံးပါးလေတစ်လုံးစီနှစ်လုံးစီနဲ့ပြီးကြတစ်လုံးစီနှစ်လုံးစီနဲ့ပြီးပြီးတော့သူညာဟညာငိုလက်ဆေးပြီးလက်တော့ကြမယားလေးစိတ်ကမျက်ရည်ကြဟဲဖုံးနဲ့ဖုံးပြေးကြအူးအင်းတညာလုံးမအိပ်ရဘူးငါချက်ပြုတ်ထားတဲ့ဆွမ်းကိစ္စ ခုတော့တလုံးနှလုံးနဲ့ပြီတော်မူကြတယ်ငါကုသိုလ်ကောင်းမှုပြုတာရမထင်ပါဘူးနဲ့မျက်ရည်လေးကြတော့နေလုတ်တဲ့လူကရိပ်မိဟဲ့ဟဲ့နှမဒါရန်ကျူတော့သပိတ်တလုံးဟဲ့သပိတ်ဒီလားတော့ဒီသပိတ်ကိုင်းသူကိုယ်တိုင်သပိတ်တလုံးကင်ပြီးတော့သမီးနဲ့မရမီးဖို့တဲ့ခေါ်သွားပြီးတန်ဃာတော်ရှင်များများစွန်စုံမဖုံပေးတတ်လို့နဲ့တူရဲ့ကြောင်ကြဖုံပေးကြမှာသပိတ်ထဲအပြည့်လောင်းလိုက်ကြသော မြင့်ရကြမယ်မရမကြဒီတော့ဟောလားအားရှိသွားတန်တဲ့သံမီသားဖာသုံးယောက်သွေးကလေးတွေတဲ့ထဲပြီးသံဃာသုံးပါးဆွမ်းကပ်လိုက်သံဃာသုံးပါးနဲ့တရားနာပြိတ္တသဘိတ်ကလေးတွေပိုက်ပြီးတော့ပြန်ကြွကြမောင်တိတ်တာကကြောက်ကြအားရပါးရဖုံးပေးတာကြီးညိုခြင်းလုံးလို့လိုက်ကသွားသံဃာတော်များလည်းမမြင်အောင်ပေါ့လေကလှမ်းလှမ်းလေးကကိုတော်သုံးပါးတောလန်းစရောက်တော့သဘိတ်ကလေးတွေဖွင့်ကြည့် ောက်ပေးကောင်းဘူဘူနှွေးနှွေးတုန်းကမှမစနိုင်တဲ့ဆွမ်းချမ်းဟင်းချမ်းတွေအကြောင်းလောင်းလိုက်ကြောင်းကြအေးနေဝါတောင်ရမှာပေါ့အဲကိုလူတို့လက်မောင်းအောင်ရုံရှိမှာလာသွန်ပြစ်ခဲကြသူခြုံစဝင်းသွန်ညခြုံစဝင်းသွန်ပြီးတော့ကိုတော်သုံးမဝင်တဲ့နေရာမောင်တိတ်တာရက်ကြည့်ကိုတော်သုံးမဆက်ကြွတော့မှလိုက်သွားပြီကိုတော်သုံးမဝင်တဲ့ဘေးနဲ့ကြည့်လိုက်တော့ ချီစာဆုံးရင်နေဆုံးနေပါလားဟင်ငါတို့တမ်းပြီးတောက်ဟာတုံးရောက်တညာလုံးအိတ်ဘက်ချစ်ထားတဲ့ဆုံးနေဆုံးရင်နေပါလားရစ်ဆက်လိုက်တာကုံလုံးသွန်ပစ်ခဲကြတာကိုဒူးလေးထောက်ပြီးတော့ထမင်းနဲ့ဟင်းနေကိုလက်ခုပ်ကလေးနဲ့ကျိုးဟင်တိတ်တာမင်းကုသိုလ်တန်တာကြီးရတော့ပါဘူးဒါပေမဲ့လက်ဆက်တတ်တော့ဟဲ့တိတ်တာ ုံကြီးတွေအပြစ်မဟုတ်ဘူးမင်းအပြစ်တိတ်တာတောင်းကားလို့တွေအပြစ်မဟုတ်ဘူးမင်းအပြစ်နည်းနည်းစဉ်းစားနော်ဒကာတို့ဘုံကြီးတွေအပြစ်မတင်ဘူးသူကိုယ်သူပြန်ပြစ်တင်နောက်ဘဝကပုပ္ပိသကတပုညတာဆိုတဲ့ဒါနဆက်ပြက်ခဲလို့ဒီဘဝမွဲတာမွဲလို့မလှူနိုင်တော့မလှူခဲ့တဲ့နောက်ဘဝကမလှူတဲ့ဒါနမျိုးစေ့မပါတဲ့မင်းအပြစ် နောက်ဘဝကလှူရဲလို့တထေးဆိုရင်မင်းလေကောင်းကောင်းမွန်မွန်ကန့်နိုင်မှာပေါ့ဘုန်းကြီးတွေအပြစ်မရှိဘူးတဲ့ဒါကြတော့နည်းနည်းစဉ်းစားနော်ခင်ခင်ဗျားတို့လှူလိုက်တဲ့ဆွန်မြန်ခုခေတ်သံဃာတော်တွေမျက်စိအောင်တွန်သွားရင်မောင်တိတ်သလိုကိုကိုကိုအပြစ်တင်နိုင်မှာမလားပြုပေးသားကြီးဘုန်းကြီးတွေအပြစ်မတင်မနေနိုင်မှာမလားနေနိုင်ပါဘူးခမည်းတော်ခုခေတ်လူတွေဒါခမည်းတော်လှူတဲ့ပုံကိုရှေ့တွန်ကြည့်ပါကြည်သားပါဗျာ အစားရအိမ်ကတော့မယူနဲ့ပေါ့ခုလမ်းမြေမကောင်းလို့ပြစ်ဟင်းနောက်ဝါမဆိုဆလင်းမောင်းတော့မခါဘူးကွာဒီခေတ်ဒီလိုဖြစ်ချင်းဖြစ်နေမှာပါပြင်းမြို့တော့အဲ့ဒါလိုတကားရှိမှမဟုတ်ပါဘူးကဲကြည်တရားနာပြိတာမကောင်းလို့သွန်တာတဲ့မင့်အပြည့်ဒီလိုနဲ့တရားနာပြိတာကြီးကောင်းကလေးငိုက်ဆိုင်နေဩနှမလေးစိတ်တာတန်ဃာတော်ဒီဖုံးပေးကြရဲ့လာလို့မေးရင်ဖြင့် တိတ်တာမင်းပဲလို့အဖြစ်ပေးရပါမထုံးယောက်ျားရဲ့မကြီးဖြစ်တဲ့မင်းတော်မှမျက်ရည်ကြရင်မယားလေးစိတ်တမျက်ရည်မကြပဲနေပါမလားအလေးကြည့်ရှုပြီးဖြောင်းပြပြောင်းရတော့မှာပဲလို့ဟောတရားနာပိတ္တမောင်တိတ်တာအိမ်ပြန်လာဟင်ကိုတိတ်တာပြန်လာပြီအေးပြန်လာပြီနှမရဲ့ဘယ်နဲ့တော့တန်ဃာတော်ကြီးကြောက်ကြအာရပါရဖုံးပေးကြရဲ့လားအေး ဖုံပေတာမဖုံပေတာမောင်ကြီးပြောမယ်မယ်စိတ်ကလေးကောင်းကောင်းထားနော်တော့ဘာမှလည်းမသိဘူးတော့စိတ်ကောင်းကောင်းထားစိတ်ကလေးကောင်းကောင်းထားလို့မောင်ကြီးပြောမယ်ကဲပြောပါတော့ရေနမရဲ့မောင်ကြီးဖုံပေလိုက်မယ်ထင်လို့ကြောင်းလိုက်ပြီးတော့ကြင်ညိုခြင်းလို့ကြိလိုက်သွားတာလေလမ်းမှာတန်ငါသုံးပါးကလေးဆွန်းနေဆွင်းနေပစ္စည်းမှမချမ်းမဲနဲ့သွန်ပစ်ခဲကြတာကွဲ့လို့လဲပြောလိုက်ရော ဟမ်မလေးဒီလိုဆိုရင်ကျွတ်တော်လူတွေကုသိုလ်တွေဟိုတိတ်တိတ်မငုံနဲ့ကွယ်နှမတိတ်ပါနှမရေကုသိုလ်ကောင်းမှုနှောက်ရှင်ပေးပါနဲ့ကုသိုလ်ကောင်းမှုပြုတဲ့ဆိုတာနှမရေမြေရကြဖို့မဟုတ်ဘူးသူဘာပြောရင်ငိုနေတာမြေရကြဖို့မဟုတ်ဘူးဝမ်းမြောက်ရမှာနှမရေဒါကကုသိုလ်ပြုတယ်ဆိုတာမြေရကြရမှာလားဝမ်းမြောက်ရမှာလား ကြည့်တရားနာပြီတန်ကြီးယခုနှမရဲ့မြည်ရင်မကြတဲ့ဝမ်းမြောက်မှာကွယ်ခုတိတ်အားကျုပ်ဖုန်းကြီးတွေအပြစ်တင်လို့မဟုတ်ပါဘူးလေလေဖုန်းကြီးတွေပြစ်မတင်ရဘူးကွယ်ကျွတ်တုတ်ကောင်းကောင်းမကတ်နိုင်လို့သွန်တာပဲတော့အေးကွယ်ဒါကြောင့်တန်ငါတော်အရှင်မြတ်များဖုံးပေးအောင်တို့ဘယ်လိုလုပ်ရပါမတို့ကျန်သားမအောင်တော်ကျုပ်တော်မကြံတတ်တော်ပါဘူးမောင်တိတ်တာကခေါင်းကလေးတစ်ချက်ကုတ်ပြီးတော့စဉ်းစားလိုက် ဟာနမဖန်ကြပြီမပူနဲ့တို့သမီးမျိုးလေးရှိတယ်မဟုတ်လားကွယ်ဒေသာသူစိတ်ကကြံလိုက်ပြီလေမောင်ဒိသကငါသမီးမျိုးလေးရှိတယ်သမီးလေးသူများအိမ်ပေါင်းရတဲ့ငွေနဲ့နှူဆန်းတော်မကြီးကိုဝယ်တန်ဃာတော်ရင်နွားမကြီးကထွက်တဲ့နွားနှုတ်ရင်းနဲ့နှုတ်ကနာဆောင်ကလေးရင်ဘလောက်ဖုံးပေးလိုက်ကြမတော်ဒီကြံပေါ်လို့နမတို့သမီးလေးရှိတယ်